ရင်မဆွေကအကတိတ်ကောင်းတယ်။ရိုးရီလေးကကြည်ကြည်ဆင်ဆင်နဲ့ညံ့ညက်ကလေးလာတယ်။အသက်ကလည်း16ဆက်ကွန်ရီစားတနာကင်းပြီးတော့အနေထိုင်ပြီးရောရွာကလေးမှာချစ်သူခင်သူတွေပေါ်များလာတယ်။ ်အခုလိုတကြံရင်ကကြမယ်ဆိုတော့ရင်မာဆွေကိုလည်းရွာအပြူတွေကတပင်နိုင်ကမဲ့အတာမင်းသမီးဖြစ်ရွေးထားကြတယ်ရွေးပြီးတကြံနီးတော့ခရိုင်းနစ်တယ်လို့ပဲပေါ့စာတင်ကြောင်းမှာအကတိုက်ကြတယ်တပင်နိုင်ရွေးခံထားရတဲ့ရင်မာဆွေလည်းမိုးချုပ်လို့ထမင်းပညာစားပြီးရင်အဖော်တွေနဲ့စာတင်ကြောင်းမှာသွားပြီးတော့အကတိုက်တယ်အိမ်ရမိဘတွေကလည်းလူငယ်တဘာဝသူ့သွားကိုသွားဆိုတော့လွတ်ထားကြတာပေါ့ သူတို့တမီတပင်နိုင်ကမယ်လို့ပါလို့တော့တည်ထားကြမှာမထင်ဘူး။သူတို့ရိန်ဖွဲ့မှာအပြူချောပေါ်တာရဲ့တပင်နိုင်မင်းသမီးဖြစ်ရေမာဆွေပါတာရဲ့ကြောင့်အကားတိုက်ပြီဆိုရင်ရွာတွေကကာလာသားတွေလာပြီးတော့အားပေးကြတယ်။တချို့ပွဲလန်းဝတနာပါရဲ့လူကြီးတွေတောင်လာပြီးတော့မိုးတို့မတ်တက်နဲ့ရက်ကြည့်ကြတယ်။တညသာခါတိုင်းလိုရေမာဆွေတို့ဖွဲ့အကားတိုက်ပြီးလို့အိမ်ပြန်ရောက်တော့အမေကစီးပြီးတော့မေးရ။ညီအဲ့ဒီကြောင်ဘာသွတ်သွတ်လုံနေအောင်အကားတိုက်တာလေးမေးရ။ဒီနေ့တမီကတပင်နိုင်ကအမှာ ရွာတွေကမတွေကသမီးကိုရွေးထားကြတာလေသမီးကတာကောင်းလို့တဲ့ရင်မဆွေကရွှေရွှင်ကလေးဆိုရှာပါတယ်အဲ့ဒါကိုကြတော့မေရီလှုပ်တဲ့သူကအမလီမေမင်းကြီးမရဲ့ညီကအတက်ကောင်းနေတက်နေတယ်ဟာလားငါတော့ညီကိုသွားပြီးတော့ကြည့်အောင်ကြည့်ရမှလို့လွတ်လိုက်တာစမ်းရီတို့ပြောမှညီကနေမှသိတယ်ငါတို့မျိုးရိုးမှသဘင်တယ်မရှိဘူးဟဲ့ လူရှိသူရှိကရဲဆိုတာမိမကောင်းလို့မဟုတ်ဘူးညီနောက်ကိုကရင်မတော်ဘူးအဲ့လိုမျိုးစူပါလေရောရင်မဆွေနားမလဲပါဘူးသူစိတ်ထဲမှာဒီတပင်နိုင်ကရဲဆိုတာဂုံယူစရာလို့ထင်ထားတာပါပြီးတော့ငငယ်ကလေးကအတာမင်းသမီးဖြစ်ဖို့ကသူ့ရဲ့အိမ်မက်ပါသူအရန်ဖြစ်ချင်ခဲ့တာပါအခုအမေကမကြိုက်ဘူးဆိုတော့ဝမ်းနဲ့မိပါတယ်ဒါပေမဲ့သူကကြိုပြောမထားဘဲနဲ့ဘေးကပြောမှကြာလို့အမေကစိတ်ဆိုးပြီးတော့စူရာလို့ပဲသူထင်နေပါတယ်အမေကသူ့ကိုချစ်ပါတယ် သူတည်တည်ချာချာပြောပြီးတော့ပူဇာရင်တော့အမေကခွင့်ပြုမယ်ဆိုတာသူသိပါတယ်။တကြံကနီးပါပြီ။သူတို့ဖွဲ့ကအကြအကြအတက်၃ရက်ကရမှာဆိုတော့ဒီရက်ပိုင်းအကတိုက်တာပြက်လို့မဖြစ်ပါဘူး။ ဒီရွယ်ထိမိဘစကားကိုမျိုးဝဲမကြနားထောင်ခဲ့ပါတယ်မိဘတွေအကိုတွေပြောလို့ရှိရင်ပြန်ခံပြောတယ်ဆိုတာဘယ်တော့မှမရှိခဲ့ပါဘူးအခုတော့ရွာမှာတသက်မှတစ်ခါပဲဖြစ်ခွင့်ရှိတဲ့အတာမင်းသမီးအဖြစ်ကိုသူမှတ်ပါတယ်မှတ်လို့လို့လဲကြောင်းမမိုးလေးတောင်မတုံးရဖက်နဲ့စုပြီးတော့အတာမင်းသမီးကရဲ့ဝတ်ဖို့ဆိုပြီးတော့ဘရော့ရောင်ဝမ်းဆက်လက်လက်လေးချုပ်ပြီးပါပြီအဲဒါကြောင့်အမေပြောလဲညနေဆိုရင်မနေနိုင်ပါဘူးအမေမသိအောင်တွတ်တွတ်ပြီးတော့ကမိပါတယ် အဲ့ဒီနေ့ကတကြံအကျိုးနေပါမနှက်ဖြတ်ဆိုရင်တော့တို့ကရွာလေးမှာကကြရတော့မယ်ဒီညအကတိုက်တာနောက်ဆုံးနေပါပဲလာပြီးတော့အားပေးကြတဲ့သူတွေကလည်းတယုံယုံနဲ့ပျော်စရာကောင်းလိုက်တာအပြူဖွဲကအဖွဲလိုက်ကပြီးလို့ရင်မဆွေလဲရောက်တော့အမတယောက်ကရွာခြောက်လုံးပတ်ဝိုင်းနဲ့မျက်နှာတချင်းလေးစိုးပေးတယ်တချင်းတေးသွားတိုင်းမဲ့နွနွရင်ရင်လေးကနေတဲ့ရင်မဆွေကိုအားလုံးကငေးနေရတယ်လာကြည့်ကြတဲ့ကာလာသားတွေကလည်းလက်ခုပ်တံတစ်ဖြောင်းဖြောင်းနဲ့အားပေးကြတာပေါ့ ဲ့လိုဆိုကနေကြတော့ဗျုံးဆိုပြီးရင်မဆွေရဲ့အကိုနေရောက်ကရောက်ချလာပါလေရောသူတို့တွေကဒီအကတိုက်နေတဲ့နေရာကိုတမင်တကာလာတာတော့မဟုတ်ပါဘူးလမ်းကြုံလိုဝင်လာကြတာပါအဲ့ဒီမှာပဲသူတို့နှမလေးကကပြီးတော့ကာလာသားတွေကချစ်လို့ခင်လို့ဝိုင်းပြီးတော့အားပေးနေတာကိုတွေ့တော့အကူတွေဆိုတော့ကြည့်မရအောင်ရှက်တာလဲပါမှာပေါ့လေရင်မဆွေလေးကိုကလို့မပြီးခင်လူကြားတွေကနေအတင်းဆွဲပြီးတော့အိမ်ပြန်ခေါ်သွားကြတယ်အိမ်ရောက်တော့ရှက်ရှက်နဲ့မိဘတွေကိုတိုင်တယ်အမေတို့ကုသမီးကိုထိန်းကြအောင်ဗျာဘာဖြစ်လို့တော့မင်းနှမဘာပြရမှာလဲအမေရဟိုเจ้าကနှာဘူးနေရှင်မအမေသမီးကအရှက်မရှိကနေရဗျာ ူမရှက်လဲကျုပ်တို့ကရှက်တယ်မေရစိတ်ဆိုးတာပေါ့သူပြောထားရက်နဲ့တွားကားရလာဆိုပြီးတော့ပါခါတိုင်းအနေအေးပြီးတော့စကားနဲ့တဲ့ရင်မဆွေဖေကလည်းစိတ်ဆိုးပြီးတော့ရင်မဆွေကိုအကိုရိရှိမှပဲနရင်တစ်ချက်ထရိုက်ပါတယ်ဘလို့မကိုထင်မထားခဲ့ပါခါတိုင်းအဖေကအခုလိုရိုက်ဖို့နေနေတသားစကားတောင်မမမဆိုးခဲ့ဘူးပါရင်မဆွေကိုတုံနေအောင်ချစ်တာပါအခုလိုရိုက်ခံရတော့လဲရင်မဆွေကငိုပါတယ်ရိုက်တာနာလို့မဟုတ်ပါဘူးစိတ်မကောင်းလွန်းလို့ပါကောင်မညီငိုမနေနဲ့အတဏံပြောထားတာကိုကပြအောင်တွားကားတယ်ဟဲ့လားမိဘစကားကိုနားမထောင်ရအောင်အပြစ်မဖြစ်ချင်တယ်လို့လားညီရ မနဲ့ပြမကရအောင်။ဟိုကြီးရှုပ်ပါတယ်။ကလည်းမကနဲ့။သူများကတာလည်းသွားမကြည့်အောင်။ကိုယ့်အိမ်မှာကိုပဲနေကြလား။အဖေကရိုက်တဲ့ပြင်အမေကလည်းစုလိုက်တာ။ပူဆိုးတာသူ့ကိုမနဲ့ပြသွားမကရဘူးတဲ့။ရင်ထဲမှာဟာကနေဖြစ်သွားခဲ့ပါတယ်။တိန်လုံးကမကြိုက်တာဆိုတော့သူအထွန့်တက်ပြီးတော့ဘာမှမပြောရတော့ပါဘူး။အဲ့ဒီညကရင်မဆွေတညလုံးကောင်းကောင်းအိတ်မပြောခဲ့ပါဘူး။မိဘတွေမသိအောင်တသိမ့်သိမ့်ရှက်ရင်လည်းမေးကနေဆိုပြီးအိတ်ပြောသွားတော့အိတ်မက်ထဲမှာသူဟာအတာမင်းသမီးလေးဖြစ်လို့ပါ။တကြံတချင်းလေးတွေနဲ့အာရပါရကနေတော့ဘုံဆိုပြီးတော့ဘလူးကြီးတွေပေါ်လာပြီးတော့ သူ့ကိုလိုက်ဖမ်းလို့တနုံရင်နဲ့အိမ်မက်ကနေနိုးလာရပါတယ်နိုးလာတော့ပါမမျက်ရည်တွေလည်းရွှဲလိုပါရင်ထဲမှာလည်းလိုက်ပြီးတော့ဝမ်းနဲ့လာလို့ထပ်ပြီးတော့ငုံနေမိပြန်ပါတယ်မနေ့ကျတော့ရေမဆွေမုံမလင်းငယ်အိယာကထပါတယ်သူနိုးတော့အမေကထမင်းကြက်နေပါပြီအဖေလည်းနိုးနေပါပြီထမင်းညံပါညာစားပြီးအခါတွင်ဥပုပ်ကြောင်သွားဖို့ပြင်နေကြပါတယ်အကိုနှစ်ယောက်ကတော့အိတ်တုံးမှာခါတိုင်းဆိုရင်သူလည်းဥပုပ်ကြောင်လိုက်နေကြပါဒီနေ့တော့အမေကဗရီးလေးကိုလက်ခုပ်ထဲတဲ့ပြီးအုံးစီလေးတွေရောင်ရောင်လူးလို့ပုတ်ရင်းနဲ့ဒီနေ့ညီးအိမ်မှာနေခဲ့ဘဲမှမတော့ဘူး အဲ့လိုမျိုးတစ်ချက်လို့အမိန်ချခဲ့ပါတယ်အဖေမျက်နှာကိုကြည့်လိုက်တော့တင်းနေင်းနဲ့သူ့ကိုမျက်နှာလွှဲထားပါတယ်ရင်မဆွေရင်ထဲမှာဆွပြီးတော့မျက်ရည်တွေဝဲတက်လာခဲ့ပါတယ်ထိန်းထားတဲ့ကြားကပဲမျက်ရည်ပူတွေဟာပားပြင်ပေါ်စီးကျလာခဲ့ပါတယ်အမေနဲ့ဖေကသူငိုနေတာကိုသိတော့မမြင်ကြအောင်ဆောင်ပြီးတော့ရွာဦးကျောင်းဘက်ကိုထွက်သွားကြပါတယ်အမေတို့သွားတော့ရင်မဆွေကအားရပါရငိုချလိုက်ပါတယ်ငိုရင်းနဲ့ရင်ထဲမှာလည်းပူပြီးတော့နင့်လာခဲ့ပါတယ်ရင်ထဲကငိုနေတဲ့လောက်မျက်ရည်တွေကမကျတော့ပါဘူး တော်တော်လေးကြတော့ငင်းငင်းငိုင်ငိုင်နဲ့ထိုင်ရန်ကနေထပြီးတော့မနက်ခင်းလုံးနေကြတဲ့ဖះပန်းအုပ်လဲပါတယ်ပန်းအုပ်ကပ်ပြီးတော့ဖះကတော့ရင်ဖះမှာသူဟာစုတွေတောင်းပါတယ်စုတောင်းရင်လည်းတစ်ချက်တစ်ချက်ရှိုက်ငုံနေတဲ့အတန်ကိုတော့ဘေးခန်းမှာအိတ်နေကြတဲ့အကိုတွေကြားမယ်မထင်ပါဘူး၁၀နိုင်လောက်ရောက်တော့အဖေအမေတွေဥပုပ်ကြောင်းကပြန်လာတော့အကိုနှစ်ယောက်လည်းနိုးနေကြပါပြီထမင်းချမ်းစားပြီးလို့တယောက်ကထဲသွားတနေပြီးတော့တယောက်ကတော့ထင်းဖြတ်နေပါတယ်ကောင်းမလေးပဲသွားတော့မေရရေမဆွေးကိုမမြင်လို့အကိုတွေကိုမေးပါတယ်မသိဘူးလေအမေရဲ့အမေတို့နဲ့ကြောင်းလိုက်သွားမှာမဟုတ်ဘူးလား မဟုတ်ပါဘူးတမင်တကာအိမ်မှာထားခဲ့တာအဲ့ကောင်မောင်ဘယ်သွားပါလိမ့်ဒီကောင်မလေးကတော့ရွာထဲသွားရင်တော့ကျုပ်တို့ကရိုက်မှာနော်အမေအမေသမီးကိုထင်းခုံနေတဲ့အကူကထင်းချောင်းကင်ရင်နဲ့ထပြောပါတယ်မေးလုတဲ့သူကလည်းအိမ်ထဲဝင်ရှာတော့ရင်မဆွေအိတ်တဲ့ခန်းကတကားပိတ်ပြီးအတွင်းရန်ဂျက်ချထားပါတယ်ဒီကောင်မလေးစိတ်ကောက်နေရနေမှာပါမိဘကောင်းရကောင်းချောင်းပြောတဲ့ကိစ္စကိုညီတို့ကြီးလို့ညီတို့ကိုယ်တိုင်မိဘဖြစ်မှသိလိမ့်မယ်ပြောပြောဆွဆွနဲ့ပဲတကားကိုထုပါတယ်ဟဲ့ကောင်မလေး ရမဆွေတကားဖွင့်စမ်းဟဲ့အထဲကဘာမှတုံ့ပြန်တာမကြရပါဘူး။မိဆွေညီဖွင့်ဆိုဖွင့်တော့ငါမရိုက်ချင်ဘူး။အထဲကဘာတမှမကြရတော့တန်တရားဖြစ်လာခဲ့ပါတယ်။ဟဲ့ဇမ်းမင်းတို့လာကြဇမ်းမောင်ဒီကောင်မလေးကပေကက်ကက်နဲ့အကိုရီရောက်လာပြီးတော့တကားထုတော့လည်းအကြောင်းမထူပါဘူး။အဲ့ဒါနဲ့ပဲညီကိုနှစ်ယောက်ကပခုံးနဲ့တကားကိုအတင်းဆောင်တော့ချလိုက်တော့မှဝုန်းဆိုပြီးတော့အတွင်းကျအပြုတ်သွားပြီးတော့ပွတ်ထွက်သွားခဲ့ပါတယ်။တကားပွင့်သွားတော့တားမိတွေအခန်းထဲကိုပြန်လို့ကြည့်လိုက်ကြပါရယ်အခန်းထဲကသူအိတ်နေတဲ့ကရင်လေးပေါ်မှာရင်မာဆွေလေးဟာသူ့အတာမင်းသမီးကရင်ဝတ်ဖို့အတွက်မုံမိုးလေးတွေနဲ့စုပြီးတော့ချုပ်ထားတဲ့ဝမ်းဆက်လေး ေးကိုအကြနာဝတ်လို့ မျက်နှာမှာလည်းခါတိုင်းတနခါလောက်သာလိမ့်ထားတဲ့သူဟာအခုမိတ်ကပ်ပပလေးပါခြေထားပါတယ်စေဆိုးစရာမလိုပဲနဲ့နီနေတဲ့သူ့ရဲ့နှာခမ်းလေးကိုလည်းနှာခမ်းကြီးရဲရဲလေးထပ်ဆိုးထားပါသေးတယ်ခေါင်းမှာလည်းခေါင်းရင်းအပင်ကဘရောက်ပန်းလေးတစ်ခက်ပန်ထားပါသေးတယ်မသိရင်သူ့ပုံစံလေးကတပင်နိုင်အကောက်ကိုကတော့မဲ့အတာမင်းသမီးလေးလိုပါပဲအမလီလို့ကြပါဦးဟဲ့မေအီးကဂရင်မော်မှာတစောင်းလေးလဲနေတဲ့ယင်မာဆွေကိုမြင်တော့ထောက်ဟောပါတယ်ယင်မာဆွေရဲ့နှာခမ်းလှလှလေးရဲ့တောင်စွန်းမှာတော့သွေးစသွေးနာနေနေပါအဖေအဖေလာပါဦးအဖေတားကြီးကောင်အော်တန်ကြတော့ဖေလှုပ်တဲ့သူလည်းပြေးလာခဲ့ပါတယ် မယ်ရီကရေမဆွေဘေးမှာဒူးထောက်ပြီးတော့ငုံနေပါတယ် အကိုနှစ်ယောက်ကအခုထိဘာဖြစ်လို့ဖြစ်မှန်းဝေခွဲနိုင်ပုံမပေါ်သေးပါရင်မမလဲပြီးတော့စာရွက်လေးတရွက်လက်ထဲမှာစုပ်ထားတဲ့ရင်မဆွေကိုကြည်ပြီးတော့ကြက်တွေတည်နေကြပါတယ်။ဖေရောက်လာတော့အခြေအနေကိုသိရပါပြီ။အပေါ့ဝါမှာတောင်းတောင်ကြီးရက်နေတဲ့ညီကိုနှစ်ယောက်ကိုအသာတွန်းလဲပြီးတော့အခန်းထဲကိုဝင်လိုက်ပါတယ်။ရင်မဆွေနောက်ကိုကတ်လိုက်တာနဲ့ပဲလိန်ထားတဲ့တနခါနတ်နဲ့တူအင်ဒလင်းလို့ခေါ်တဲ့အပြင်းစားပိုးသက်စေနံကိုစူးကနေရလိုက်ပါတယ်။လက်ကလေးသာကိုင်းပြီးတော့သွေးခုံတော်ကိုစမ်းကြည့်တော့သွေးမတိုးတော့ပါဘူး။အဲဒီလိုအခြေအနေကိုမြင်တော့မိမသားဖြစ်တဲ့မေကြီးခင်ဗျာခွေကနေလဲကြသွားခဲ့ပါတယ်။ ဖေလှုပ်တဲ့သူကနထင်ကျော်တွေထောင်ထနေအောင်မျက်နှာကိုတင်းထားရင်ကြစ်ကြစ်ပအောင်ဆုပ်ထားတဲ့ရင်မဆွေးလက်ကလေးကိုအသာဖြည့်ပြီးတော့စာရွက်ကလေးကိုယူလိုက်ပါတယ် အဖေနဲ့အမေတို့တမီးမှာအပြစ်ရှိခဲ့ရင်ကြေပါစေတမီးနောက်ဆုံးကြော့ခဲ့ပါတယ်ကုကူရို့လည်းကြော့ခဲ့ပါတယ်တမီးဒီဘဝမှာဖြစ်ခွင့်မရတဲ့အတာမင်းသမီးကိုနောက်ဘဝမှာပဲဖြစ်ပရစေတော့တမီးလေအတာမင်းသမီးအရန်ဖြစ်ချင်တဲ့အမေရဲ့တသက်လုံးအမေရဲ့ဒီမသွားနဲ့ဆိုရင်တမီးမသွားခဲ့ပါအဖေရဲ့ဒါမလုပ်နဲ့ဆိုရင်လည်းတမီးဘယ်တော့မှမလုပ်ခဲ့ပါအဖေတို့အမေတို့စကားကိုအမြင်နားထောင်ခဲ့ပါတယ်ဒီလိုကတာအပြစ်လားအဖေရဲ့ အဖေသမီးကိုစိတ်မဆိုးနဲ့နော်အဖေတို့အမေတို့သမီးကိုချစ်တာသမီးသိပါတယ်အခုသမီးဒီလိုလောက်တာစိတ်မဆိုးဆိုရင်သမီးရဲ့နောက်ဆုံးဆန္ဒလေးကိုဖြည့်ဆည်းပေးပါအဖေရဲ့နော်သမီးကိုလေနောက်နေ့ထိမထားပါနဲ့ဒီနေ့ပဲတကြိုပေးပါနော်သမီးကိုပို့တဲ့အခါကျတော့အဖေရောအမေရောဘယ်သူမှမငိုကြပါနဲ့နော်ငိုတန်ကြရင်သမီးစိတ်ညစ်လို့ပါမမဝင်းကတကြံမိုးတချင်းလေးကိုဆိုလို့ရိမ်းဖွဲရကလို့ပျော်ပျော်ပပနဲ့သမီးရဲ့နောက်ဆုံးခရီးကိုပို့ပေးကြပါနော် တမီးကိုမီးမရှို့ကြပါနဲ့နော်အဖေမီးရှို့လိုက်လို့ရှိရင်တမီးရဲ့မင်းသမီးဝတ်စုံလက်လာလေးပျက်စီးသွားမှာစိုးလို့ပါပြီးတော့လေတမီးကိုတုတ်တံမှာတယောက်တည်းမထားခဲ့ပါနဲ့တမီးကပြင်ဆင်ထားရတာလူမမြင်ပဲနေလိမ့်မယ်လူမြင်တဲ့နေရာမှာပဲတမီးကိုထားပေးပါနော်တမီးရဲ့အုတ်ဂူလေးကိုဆေးဖြူဖြူလေးတုတ်ပြီးတော့လက်ရည်လက်လာလေးနဲ့အတာမင်းသမီးလေးရင်မာဆွေးလို့နာမည်လေးထိုးပေးပါနော်နောက်ဆုံးအနေနဲ့ဖုံဖုံအเจ้าမှာအလူလေးတစ်ခုလုပ်ပြီးတော့တမီးကိုအမျှဝေပေးကြပါ သမီး number 1မှာအတာမင်းသမီးလေးဖြစ်ကျင်တယ်အမေကိုချစ်တယ်အဖေကိုလည်းချစ်တယ်ကူကူရို့ကိုလည်းချစ်တယ်စာအုပ်ဖတ်ရင်လည်းမျက်ရည်ပေါက်ကြီးတွေတလင်းလင်းကျနေတာကိုလက်ခုံကျဉ်းကျဉ်းအိမ်နဲ့တုံနေမိပါတယ်ရင်ထဲမှာပူပြီးတော့လေချောင်းထဲမှာတစ်တစ်ကြီးစို့နေလို့ဘာတခုံးမှပါဇက်ကတော့ထွက်ကြမလာတော့ပေါ့မေလို့သူကသတိလစ်သွားတာကိုလည်းသတိမရကြတော့ပေါ့ညီကိုနှစ်ယောက်တကားဝမှာရရင်နဲ့တယောက်ကအန်ကျိပြီးတော့မျက်ရည်တွေကျလို့တယောက်ကတော့မျက်စိစုံမိပြီးတော့တကားကိုတုံတုံနဲ့ထုနေပါတယ် ပရိဒေဝမီအလောင်ခံရလို့အပူကိုစီနဲ့တနုံနုံဖြစ်နေတဲ့သူတို့မိသားစုစီကိုခေါင်းရင်းပေါက်ကနေလေကလေးဝေးတိုက်လိုက်တော့ဘရောက်ပန်းရင်နဲ့တင်းတင်းလေးကအားလုံးရဲ့နှာခေါင်းထဲမှာစူးနေပါရွာကလေးကိုမဝင်ခင်ရွာဦးမှာဖုန်ကြီးကြောင်တစ်ကြောင်ရှိပါတယ်အဲဒီကြောင်မဟုတ်ဦးအဝင်မှာတော့အတာမင်းသမီးလေးရင်မာဆွေကောင်းမှုနတ်လူတာရုခေါ်စီတော့လို့ပန်းစလုံးနဲ့ကပြီးလာလာလေးထိုးထားတဲ့ကွန်ကရစ်ရေဦးစင်လေးရှိပါတယ်ရွာကန်တွေကပြောကြပါတယ်ညနေနေဝင်ချိန်များ အဲ့ဒီရေဦးစင်မှာရေတောင်ရင်းနဲ့အဲ့ဒီကနေအရှိတက်တက်မှာရှိတဲ့ဂုံးကမူလေးပေါ်ဟာရေမာဆွေရဲ့အုပ်ဘူးဖြူဖြူလေးကိုလမ်းကြည့်မိလို့ရှင်အဝါရောင်ဝမ်းဆက်ကလေးနဲ့ရေမာဆွေကိုမြင်ရတတ်တယ်တဲ့ဟုတ်တော်ရှိမဟုတ်တော်ရှိရေမာဆွေကိုသူတို့တကယ်မြင်လို့ပြောရလဲဖြစ်ချင်းဖြစ်မှာပေါ့ဒါမှမဟုတ်အတာမင်းသမီးလေးတယောက်လိုလလပပပြင်ဆင်ပြီးတော့ဒိုးဘက်အိုးစီဝိုင်းနဲ့စူရင်းကရင်မျက်ရည်မကြအောင်စိတ်ကိုတင်းပြီးတော့လိုက်ပို့ခဲ့ရတဲ့ရေမာဆွေရဲ့နာရီကိုသူတို့စိတ်ထဲမှာမေ့မရကြရလဲဖြစ်ချင်းဖြစ်မှာပေါ့အခုဒီသူတို့နားထဲမှာနာရီကိုလိုက်ပို့ရင်းနဲ့စူနေ င့်ကြေကွဲပြီးတော့ရင်ထဲကလာတဲ့ရှိုက်တန်ကြီးနဲ့ဆူလိုက်တယ်မဝင်းရဲ့တကြံမွတ်တချင်းတန်ကိုကြားရောက်နေကြတော့မယ်ဇလန်လီကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဇလန်လီကိုစုံနေတီလိုက်ပါနားဆင်ပေးခဲ့ကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မွေးရီသားသူကိုလည်းဂါရဝပြူရဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်